အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ရောင်ကြားနဲ့ဖောက်ပြန်တဲ့အမျိုးသမီးနဲ့အခန်းထဲမှာမြင်လိုက်ရတာနှစ်30ထီမမီရီဘူးလို့ပြောလာတဲ့အန်တီရဲ့ရင်သွေးကန်ဆာကြံပရီဘာနီကိုအားလုံးပြောင်းတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဘရီဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေး channel မှာ ပြန်လေးကြိုဆိုလိုက်ပါလေဗျာကျွန်မအဲ့ဒီမှတ်စုစာအုပ်လေးတွေကနေပြီးတော့ဖုန်းနံပါတ်ရဲ့နာမည်လေးရဲ့ကိုအိမ်ကပြက်ကင်တတိလေးမှာကျွန်မဟိုအနောက်ဘက်လေးနဲ့မှာကျွန်မမှတ်ပြီးတော့ပြီးသွားတယ်ကျွန်မရဲ့အချင်းကဒီတနေ့တားရဲ့အเจ้าရာတိုင်းအဖြစ်ပြက်တိုင်းတွေးတဲ့အတွေ့တိုင်းစိတ်ကူးတိုင်းဟာဒီတနေ့မှာပြီးပဲနောက်နေ့ကိုကျွန်မပြန်မသေးသွားတတ်ဘူးအဲ့တော့အဲတောက်ကြနေ့ မနေ့ကျတော့ဗာပြောလဲဆိုတော့ညက်နေတဲ့ဒီတပတ်တော့တဲ့သူ့အမေအိမ်မပြန်နဲ့မသွားနဲ့တော့တဲ့ဟိုကျမတို့မိဘတွေအိမ်မှာသွားပေါ့နော်သူဟိုဟိုစနေတိမ်နေ့ရလုံးမအားဘူးတဲ့ဟိုဟာဒင်နာရီရှိလို့တဲ့အဲ့နဲ့ဒင်နာရီရှိရဆိုတော့အော်ဟုတ်ပြီပေါ့နော်ကျမကလည်းကိုဝင်းနဲ့ဆိုတော့ဟိုကျမတုံတုံလည်းမလိုက်ဖြစ်တာလည်းများပါတယ်မလိုက်ဖြစ်တော့အဲ့ဆိုလည်းပို့ခဲ့ပေါ့နော်ဆိုတော့ ဟိုကိုကတော့မနေ့ပိုင်းကိုကိုပြောပြီးတော့သူကယုံထွက်သွားထွက်သွားတော့အိမ်မှာကိုလည်းကျမလှုပ်ဆရာရှိရဲလှုပ်တယ်အဲကျမအေးဖះပူဇော်တာဖះပန်းလဲတာအဲ့ဒါလေးလှုပ်ပြီးနေနေအချိန်မှာနှစ်နိုင်လောက်ရောက်နှစ်နိုင်လောက်နေခင်းနှစ်နိုင်ကျော်တော့ပြန်လာပြီးတော့ကဲကဲလှုပ်တယ်ဟိုရဲဟိုဝတ်စားလေးတဲပေါ့နော်ပြင်ပေါ့သွားမယ်တဲ့ဆိုတော့အတင်းယူပြန်ပို့ပြန်ပို့နေတဲ့ပုံစံကြီးပေါ့နော်အဲ့ဒီအထိလဲကျမကရိုးရိုးပဲတွေးတာနော်ဟိုလူတွေကို ဟိုကိုချစ်တဲ့သူပဲဖြစ်ဖြစ်ကိုတငယ်ချင်းပဲဖြစ်ဖြစ်ကိုနောက်မှရှိရလူပဲဖြစ်ဖြစ်အဲသူတို့ပြောတဲ့ပြုတ်မှုတဲ့အပြုတ်မှုတွေကရိုးသားခြင်းရိုးသားမြဲမျိုးသားခြင်းမျိုးသားတို့ဒါပေမဲ့ကျမအဲ့လိုအမြဲတမ်းအတွေးတွေကိုအမြဲတမ်း negative thinking ကျမဘယ်တော့မှမတွေးဘူးအော်အေးပါနော်သူတွားစရာရှိလို့ကျမတို့အတင်းပြန်ပို့နေတယ်ပေါ့ဒါပေမဲ့အတင်းပြန်ပို့တဲ့အပြုတ်မှုကကြတော့မြင်ရတာပေါ့နော်ကိုနဲ့ကိုရဲ့အမျိုးသားရဲ့အပြုတ်မှုလေးတွေကမြင်တော့ကျမတို့ဘာမှမပြောဘူးကျမပစ္စည်းလေးပါကလေးအညီလေးနည်းပါထည့်ပြီးတော့ အမေတို့ရင်ပြန်ပို့တော့ညအိမ်ရောက်အမေတို့ရင်ရောက်တော့ညနေ၄နိုင်ခွဲရှိပြီပေါ့၄နိုင်ခွဲရှိပြီကျမအိမ်ရောက်တော့မှလှုပ်ရှားရှားလှုပ်ထမင်းတစ်ပိုင်းစားပြီးတော့အာဆိုတာအဲ့တော့မိမိတို့ကနေမှာနေမှာတက်တက်ကနေမှာပေါ့နော်အဲ့တော့ဖွားဖွားရှိတယ်အာကားသမားလေးများရှိတယ်နောက်အိမ်မှာခေါ်ထားတဲ့ဟိုဟာလေကကေမာလေးရှိတယ်အမေတို့အိမ်မှာအဲ့နဲ့ပြီးလဲပြီးရောည၈နိုင်လောက်လဲကြာကျမအဲ့တော့ TV လေးကြည့်ပြီးတော့၈နိုင်လောက်ကြာအိမ်အဲ့တော့ဂျိုးဖုန်းနေပဲရှိသေးရလေဂျိုးဖုန်းနေခစ်စားတာပေါ့နော်အာကျမအမျိုးသားကလည်းသူ့တငယ်ချင်းက တီတီစီမှာသူကចောင်းသားဟောင်းဆိုတော့တီတီစီမှာចောင်းတက်ခရာသူတငယ်ချင်းကလည်းဟိုလူကြီးတာတာတာပေါ့เนาะဆိုတော့အဲ့တော့သူတို့ဟိုဖုန်းနဲ့အတုံးကြီးစပေါ်ကလေးကသူကဖုန်းကင်နိုင်တယ်သူကအဲ့ကျမတော့ဖုန်းရှိပေါ့အဲ့တော့ဆိုတော့အဖုန်းလာတော့ကျမဖုန်းကင်လိုက်ကင်လိုက်ကင်လိုက်ကောအဲ့တမိတယ်ဟွာတဲ့ညယောက်ျားဖုန်းပေးပါဦးနဲ့ဆိုတော့တိုင်းမှုဖြစ်တယ်အဲ့နဲ့ဘာလို့ ဟိုမရှိဘူးလေလို့ဟိုတမီးတို့ကဒီမှာတမီးနဲ့ကလေးပဲအမေစီပြန်ရောက်နေတာလို့ဟိုကိုကြီးကလို့ဟိုဒင်နာရှိတယ်ပြောတာပဲလို့ပြီးတော့စနေတင်းခွေနှစ်ရက်လုံးတက်ကိစ္စနဲ့လည်းသူမအားဘူးလို့ပြောလို့ဆိုတော့အေးအဲ့ဒါသူ့ဖုန်းကဆက်တာလဲဆက်လို့မရလို့တဲ့အာတမီးဆက်ပြီးရင်နဲ့ပြောလိုက်တယ်သူ့စီဖုန်းပြန်ဆက်ဖို့ပေါ့နော်တိုင်းမူကအဲ့လိုပြောရင်ဖုန်းချလိုက်ကောဖုန်းချတော့ကျမဖုန်းခေါ်ကြည့်ရယ်အမျိုးသားဖုန်းခေါ်လို့မရတော့ ခေါလို့မရအောင်ဆိုတာဖုန်းကိုဘာလုပ်ထားလဲတော့မသိဘူးဖုန်းပိတ်ထားတာဆက်သွယ်လို့မရပါဆက်သွယ်မှုအေရပြန်ဆက်ပိတ်ထားတယ်လို့ပဲអော်နေတော့အဲ့ဒါလေအဲ့ဒီအထီးညာ9နိုင်လောက်အထီးကိုကျမဖုန်းခေါ်လို့မရဒီအေစီပဲကျမလေမကောင်းတာမတွေးမိဘူးဒါပေမဲ့စိတ်ထဲမှာတမျိုးပဲပေါ့နော်ဟိုတိုင်ရင်မှုဖုန်းခေါ်တာတော့ခေါ်လို့မရဘူးငါခေါ်တာလည်းခေါ်လို့မရဘူးဘာဖြစ်လို့လဲပေါ့အဲ့နဲ့9နိုင်ကျော်လာတဲ့အချိန်မှာကျမအိတ်မဲလုပ်ပြီးမှဘာရေးလို့မဟုတ်ဘူးကျမအဲ့ဒီဖုန်းနံပါတ်လေးကကျမအလွှဲရတယ်လေအဲ့ဒါနဲ့ စိတ်ကနေပြီးတော့ဒီဖုန်းနံပါတ်ကိုခေါ်ကြည့်ရင်ကောင်းမယ်ပေါ့ဟိုခေါ်ကြည့်လို့အကဲအမြသူနဲ့ကျမမသိတဲ့မိတ်ဆွေဖြစ်နေရင်လဲအဲကိုကြီးကိုကျမမေးမယ်ပေါ့နော်ဆိုတော့အဲ့နဲ့ကျမအဲ့ဖုန်းနှိမ့်လိုက်ကောနှိမ့်လဲနှိမ့်လိုက်ကောအာရှစ်နှစ်ကျော်ကိုနှစ်အရွယ်ကလေးလေးတယောက်ဖုန်းကင်တာယောက်ျားလေးတည်လာဟယ်လိုဆိုတော့အဲ့နဲ့ဟောလို့ဟိုမတနာကျော်တို့အိမ်ရလားလို့ဟုတ်တယ်တဲ့မေမေမရှိဘူးတဲ့ခလေးကပြောတာနော်မေမေမရှိဘူးတဲ့ ဥထိုက်နဲ့အပြင်းသွားတယ်တဲ့ကျမလေရုပ်တရက်နဲ့ရင်ကျသွားတယ်လားကျမအမျိုးသားနာမည်ကဥထွန်းနိုင်ထိုက်อืมဆိုတော့ဥထိုက်နဲ့အပြင်းသွားတယ်ဆိုတော့အဲ့ဒါနဲ့ညင်ကြွားပြီးတော့အသားခဏခဏလို့ဟိုအားလို့ဥထိုက်ဆိုတာလို့ဥထုံးနိုင်ထိုက်ကိုပြောရလားဆိုတော့ဟုတ်ပါတယ်တဲ့ဟုတ်တယ်တဲ့အဲအန်တီကဘာတူလဲတဲ့အဲ့နဲ့အမမေတငယ်ချင်းမာလို့နင်တို့သားလို့အန်တီတို့ခုလောက်ကူညီပါဘောနော်သားတို့ လိပ်စာလေးအန်တီကိုပေးပါလာရင်လို့ကျမတောင်းလိုက်တာအာနဲ့တာမွေ126လမ်းအင်းဒီမှာတော့ကျမမပြောတော့ဘူးနော်အဲလိပ်စာလေးပေးပြီးတော့ကျမဖုန်းချပြီးကျမလေးခြိတုံခြတုံစဉ်းစားရသည်လားဘာလို့ရကောင်းလဲပေါ့အဲ့ဒါကနေအဲအဲ့ဒီအိမ်ကိုလိုက်သွားရမလားဒါမှမဟုတ်ကျမဘာလို့ရမလဲဆိုတော့ မိနစ်20နာရီလောက်ကြာတယ်ကွာပြီးတော့ကျမအဖိုးဖွားကိုလည်းကျမအင်းအဲ့ဒါမပြောချင်သေးဘူးပေါ့နော်မပြောချင်တဲ့အတွက်ကြောင့်ကျမကဘာလဲဆိုတော့အင်းရ60ယူကျမတပြောတယ်အာဦးချစ်လွေငါတို့မြင်နေကိုရင်ခဏသွားရအောင်ဆိုဟဲ့နေညာကြီးမိုးချုပ်အေးညာကြီးမိုးချုပ်လဲဘာမှဖြစ်ဘူးသွားမယ်ကွာဆိုပြီးတော့ကျမအဲ့ဒီဟိုကျမကလေးလေးကိုကြည့်ပေးတဲ့ကောင်မလေးနဲ့တားကြီးလေးကိုထားခဲ့တယ်ထားခဲ့ပြီးတော့အဖွားကလည်း ဟိုကျမတို့ဖွားလို့ကြတော့ဟိုရှစ်ခစ်ကဖွားရေဆိုတော့9နိုင်ခွဲလောက်ဆိုအိတ်ကြပြီကွာအဲ့တော့ဖွားတော့မနှိုးတော့ဘူးသူခန်းထဲမှာသူတကားလေးပိတ်ထားတော့ကျမကျမကားဆိုင်နေကျမမြင်းနီကုန်းအိမ်ကိုမြင်းနီကုန်းကကျမရောက်ခမအိမ်လေကျမမြင်းနီကုန်းကိုတန်မောင်းမောင်းသွားကြတာပေါ့သွားလဲသွားရောအာမြင်းနီကုန်းရောက်တဲ့အချိန်မှာ၁၀နိုင်အောင်ကြုံနေပါပြီညလေအဲ့ဒါနဲ့ကျမရောက်ခမကြီးကလည်းအဲ့အဲ့အိတ်တော့မဲအချိန်မှာကျမရောက်လာအဲ့ဘာဖြစ်လို့လဲတမိဘာဖြစ်လို့လဲလို့မြင်တော့ အဲ့ဒါကျမပြောပြတယ်ဟိုအားလို့တိုင်ရင်မှုကလည်းဖုန်းဆက်တယ်လို့အော်တမီးဖုန်းဆက်တာလေလို့ဖုန်းခေါ်လို့မရလို့လို့ကိုကြီးလည်းတက်မှမရှိဘူးပေါ့နော်တမီးကိုပြောတော့စနေနေ့နေ့ရက်မှာအာဦးတင်တာရှိတယ်လို့ပြောပြီးအခုဟိုတိုင်ရင်မှုကနေတက်မှမရှိလို့ဖုန်းလိုက်ဆက်နေရတယ်ဆိုတော့လို့မကောင်းဘောလို့အဲ့တော့လို့ဟိုတမီးကအဲ့မှာသူ့မှတ်စုစာအုပ်မှာတွေ့တဲ့ဖုန်းနံပါတ်လေးတစ်ခုတမီးလည်းဘသူ့ကိုလိုက်ဆက်သွယ်ရမှန်းမသိလို့ကျန်တဲ့ဟိုကျမအမျိုးသားအတငယ်ချင်းတွေကြတော့လေ သူတို့ဖုန်းနံပါတ်တွေကိုကျမဖုန်းဆက်ပြီးကျမအမျိုးသားနဲ့ရှိလားဘာလားတခါမှမမေးဘူးလေဒါရီရလေဟုတ်ကျမမေးရမယ့်ဟာမျိုးလေးလည်းမမြင်ဘူးကွာအဲ့လိုမမေးလေးမေးတာမရှိတော့ကျမဖုန်းနံပါတ်တွေကျမအကုန်တိလည်းအလို့မရဘူးကွာအလို့မရတော့အဲ့အဲ့လိုအလို့ရှိတယ်အဲ့အမျိုးသမီးတယောက်နဲ့မတွေ့လို့ဒီနေ့ဖုန်းဆက်ကြည့်တော့လို့အဲ့ဒီကလေးကပြောတယ်လို့အာသူ့မိနဲ့အပြင်သွားတယ်လို့လို့ဆိုတော့ ရောက်ခမကြီးကတော့မျက်နှာမကောင်းဘူးပေါ့နော်အာသမီးစိတ်ထလုံးနေမှာပါတယ်သူတို့မိတ်ဆွေတွေဖြစ်မှာပေါ့စီးပွားရေးလုပ်နေရများဖြစ်နေမလားပေါ့ရတယ်ဘာမှဖြစ်ဘူးစီးပွားရေးလုပ်နေရပဲဖြစ်ဘာပဲဖြစ်ဖြစ်အိမ်လိပ်စာလည်းရပြီပြီသွားမလိုက်သွားမအဲ့တော့အဖေတို့မေတို့လိုက်ချင်လိုက်ခဲ့မလိုက်ချင်နေခဲ့အဲ့လိုပြောတော့အာအဖိုးကြီးကအဖိုးကြီးဖွားကြီးမိဘဆိုတာဟိုသားသမီးအကြောင်းကိုအသိဆုံးမယ်လीနော်အသိဆုံးမယ်ဆိုတော့ မလိုက်လို့လည်းသူတို့မှလည်းမကောင်းဘောเนาะသူတို့လည်းမျက်နှာလေးတော့တော်တော်မကောင်းတာပါဟိုကျမကလည်းဒါအဲကျမအမျိုးသားကိုလိုက်ရှာမဲ့ကိစ္စကိုတခြားလူပြောဖို့ကလက်တလုံးဆုံးဖြတ်ဖို့ဆိုတာအဲ့လိုမစဉ်းစားမိကွာဒါပေမဲ့သူတို့သားအနေနဲ့သူတို့သားအကြောင်းသူတို့မိဘတွေတည်တည်နေကျမပြောစရာသူတို့ပဲရှိရကျမမိဘတွေကနေမှာလေအဲ့တော့လိုက်ခဲ့မယ်ဆိုပြီးတော့အော်ကျမရဲ့ မက်ပေါ့နော်ကျမမျိုးသားမညီတယောက်ရှိတယ်။အဲ့နဲ့ဟိုဟာဟိုအားတဲ့တမိအရာကားသမိုင်းယူဒီမှာပဲစောက်ခိုင်းလိုက်ပေါ့နော်စောက်ခိုင်းပြီးတော့အဲ့ဒီဟိုသူတို့အရာကားနဲ့သွားမယ်ဆိုပြီးတော့ကျမရဲ့မက်ကကားမောင်းနေရောက်ကတိရောရောက်ခမရောကျမရောကျမလိုက်သွားတာလိုက်သွားပြီးတော့ကျမအဲ့ဒီအိမ်ရှေ့သူကဟိုမျိုးပေါ့သူတို့သူတို့မြေပိုင်းထင်တာပဲသူတို့အဲ့လိုတိုက်ဆောက်ထားတယ်အဲဆိုတော့အဲ့ဒီတိုက်ရှေ့ပေါ့ကျမရဲ့ကျမမက်ရဲ့ ကျမရဲ့ရောက်ခမရဲ့အဲ့ဒီတာမွေအဲအဲ့လမ်းကိုရောက်တဲ့အချိန်မှာကျမတို့အဲ့သူတို့ရဲ့အိမ်နံပါတ်လေးရဲ့อืมဟောပေါ့မျက်စောင်းတိုးလောက်မှာပေါ့နော်ကားလေးကိုရက်ရက်ပြီးတော့ကျမတို့ရက်ကြည့်နေကြတယ်ရက်ကြည့်ရဆိုတော့ဟိုဟာပေါ့အဲ့ဒီသူတို့ကဟို contract တိုက်လို့စောက်ထားတာဖြစ်မဲ့အဲမြေပိုင်လားတော့ဘာလားတော့ကျမလည်းမသိပါဘူးဒါပေမဲ့အဲ့ဘေးနားမှာတော့လေအဲ့လိုမျိုးနည်းနည်းတော့ တိတ်ဆိတ်နေပြီပေါ့နော်ညကလည်းတော်တော်နောက်ကျနေပြီဆိုတော့အဲမျက်စောင်းတို့ဒီမှာကာရီရကြည်နေတော့ကျွန်မအဲ့ဒါကိုတွေ့တွေ့ကြည်ပြီးတော့ဖះစာရွတ်နေတာအာဘေဘီဝဲရောက်အကဲခက်ကြည့်တော့လေဟိုကျွန်မမျိုးသားရဲ့ကားလည်းမတွေ့ဘူးပေါ့နော်မတွေ့ဘူးဆိုတော့ပြန်မလာသေးဘူးထင်တယ်ပေါ့ပြန်မလာသေးဘူးဆိုပြီးတော့အမကျွန်မကလေသူစန်းလာလေးကပါလဲဆိုတော့ကျွန်မက အရင်ကမှနေတယ်ဟာမှန်ပေမဲ့ကျမကျမမရောက်ဘူးတဲ့မြို့နေအရင်များတယ်အဲ့တော့အဲ့ဒီတာမွေဆိုတာကလည်းကျမတစ်ခါမရောက်ဘူးအဲ့တော့ကျမဒီကျမတစ်ခါမှမရောက်ဘူးတဲ့နေရာကျမလုံးဝမမြင်ဘူးတဲ့အမျိုးသမီးတယောက်ရဲ့အိမ်ကျမမသိရလမ်းကျမမသိတဲ့အဲမြို့နယ်လေးကိုပေါ့နော်ကျပထမဦးဆုံးရောက်ချင်းပဲအဲဒီအမျိုးသမီးဟိုတန်နာကျော်ဆိုတဲ့အမျိုးသမီးပုံစံကိုကျမမသိဘူး မြင်လည်းမမြင်ဘူးဒါပေမဲ့အော်ဘောသူတားနေပြီးတော့ဖုန်းထဲမှာနေပြီးတော့ဟိုဟိုကျမဟိုသူကျမမျိုးသားနဲ့ပြင်သွားတယ်လို့ပြောတယ်ကကျမဒီအိမ်ကိုသွားကူသွားရမှာကျမသိကျင်တယ်ပေါ့နော်ကျမတွေ့တွေ့ကြီးစိုက်ကြီးနေကျမဟိုပါဘောအေး7နိုင်ကျော်လောက်ခရေကျမတို့ကြည်နေတာအာမနဲ့3နိုင်ထိုးကန်ဒီထီကိုအရေးရောင်လည်းမမြင်အောင်အေးတို့ဒီတိုက်ရဲ့ တိုက်ရက်အောက်ဆုံးဓာတ်အခန်းလေးမှာတော့အဲ့မီးဟိုပါဗောမီးလုံးလေးလင်းနေတဲ့မီးလုံးမဟုတ်မီးလုံးအညိုလေးပေါ့နော်အဲ့ဒါလေးညအိမ်မီးလိုလိုတတလေးတခုပဲဖွင့်လာတာတွေ့ပြီးတော့အဲ့ဒါကို၃နိုင်မနက်၃နိုင်ထိုးတဲ့အထိကိုလုံးဝဘာမှမမြင်ရဘူးမမြင်ရဘဲနဲ့လူလဲလာတာမမြင်ကားတွေလဲရက်တာလဲမမြင်တော့အဲ့ဒါနဲ့ကျမရောက်ခမရပြောတယ်ပေါ့နော်တမီးအိမ်ကြံရအောင်ဟိုပါဗောသူ့သူ့သားကြီးကနေပြီးတော့ဟို တက်ပြန်ရောက်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်အဲ့တော့ဟိုပြန်ရအောင်ဟိုမနေ့လည်းမိုးလင်းတော့မယ်ပေါ့နော်ဆိုတော့ကျမအမှန်တိုင်းပြောကျမအားနာတာပါကျမစိတ်နဲ့ကျမကိုရောကျမလှုပ်ချင်ပြီးသိချင်ပြီးဆိုတဆုံးအဲ့လိုလှုပ်တက်တဲ့အချင်းရှိတော့ဒါပေမဲ့ကျမရောက်ခမကြီးတွေကိုတော့အားနာတယ်လေနော်ရောက်ခမက အမရရောက်မှထီရောပါလာတဲ့ခါကျကဲဟုတ်ပြီအဲ့ဆိုအိမ်ပြန်မဲဆိုအိမ်ပြန်ကြရောသူတို့မြင်ဒီကုန်းရင်ပြန်ပြန်တော့အဲသူတို့အိမ်ရှိလဲရောက်လဲရောက်ကောသူတို့အိမ်မစင်သမီးတွေနေဒီမှာပဲအိမ်ဝလိုက်ပေါ့နော်အိမ်ဝမနေ့ကျမှပဲပြန်တော့တဲ့ဟိုမနေ့3နိုင်ကြုံနေပြီရဲ့ဆိုပြီးတော့ အဲ့နဲ့မသွားနဲ့တော့တဲ့ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့လို့ဆိုတော့အဖေနဲ့မိအပေါ်အရင်တက်တက်လိုက်တော့လို့ပြီးမှတက်ခဲ့မယ်ဆိုပြီးတော့ကျမအဖေအဖိုးကြီးဖွားကြီးတက်သွားတာပေါ့နော်ရောက်ခမကြီးပေါ်တက်သွားတဲ့အခါကျတော့ကျမကျမကျမမတ်ကိုပြောတာကိုငယ်ငါ့ကိုပြန်လိုက်ပို့ဆိုတော့ကိုငယ်ကဟဲ့မသွားပါနဲ့တော့ဟိုဟာမိုးလဲလင်းတော့မယ်ပေါ့နော်ဟိုကိုကြီးကဟိုတက်ကိုပြန်ရောက်နေရမျိုးဖြစ်နေနိုင်တာပဲပေါ့နော်အဲ့ဒါပေါ့တက်ကိုဟိုဟာဖြစ်ပေါ့ အကေးအမြနေအခုမိုးလင်းတဲ့ထိသွားလို့မရမှမရှိဘူးဆိုလို့ရှိရင်ပေါ့နော်၎င်းတညာလုံးနေတညာလုံးလည်းမအိပ်ရသေးဘူးပေါ့နော်ကုံကြီးနဲ့ဟာတဲ့မသွားပါနဲ့ဆိုမရဘူးသွားမယ်လိုက်ဖို့ပို့မလားမပို့ဘူးဆိုရင်ကျမမဖြစ်ဖြစ်ဖြစ်နေနေကိုရအောင်ပြန်သွားမှာကျမအဲ့လမ်းကိုကျမလေးဆောင်တီးသွားပြီလေအဲ့နဲ့ကိုငယ်လေးကျမကိုပြုံးလို့မရတဲ့အဆုံးကျမကိုလိုက်ဖို့တယ်ကျမတို့၃နိုင်ခွဲကြော်ကြော်လောက်ကထွက်သွားလိုက်တာအဲ့ဒီအိမ်ကျမတို့ပထမဆုံးရောက်ပြီးတော့ကားရက်တဲ့မျက်စောင်းထိုးနာလေးမှာ၄နိုင်ကြော်နေပြီရောက်တဲ့အချိန်မှာကျမတွေ့တွေ့ကြည့်ညာ တတွေးကြည့်ပြီးတော့ကျွန်မတမုတ်တွေလဲရွတ်တယ်ဖះစာရေရွတ် ပြီးကျွန်မကြည့်နေအကေးများပေါ့နော်ဒီအခုချိန်များကားရက်ရင်ကျွန်မဘယ်လိုလုပ်ရမလဲပေါ့အဲဘာကားမှမရဘူးကျွန်တော်ရောက်တဲ့လေဒုတိယတစ်ချိန်ပြောင်းတဲ့၄နိုင်ကျော်ကနေစပြီးတော့အဲမနေ့မိုးလင်း၆နိုင်ခွဲကန်ဒီလောက်မှာအဲဟိုပါပေါ့အဲ့မှာအပေါ်ထက်ကနေပြီးတော့အဲ तू ကဘယ်နှ၅လွာလား၆လွာလားမသိဘူး အထက်ကတော့မြင်နေအဲ့မှာ၃လွာလောက်အခန်းနေပြီးတော့တကားဖွင့်လာတာပြီးတော့သူတို့ကသူတို့တိုက်ကလေးမျိုးဘေးလှေကားလေးရှိရဲ့တိလားဒီအခန်းပြီးတော့အဲ့တော့တွင်ကုံလိုလိုလောက်ထားရအောက်ထက်ခံဘာလဲတော့မသိဘူးအဲ့လိုမျိုးအပေါ်တဲ့ဘေးလေကားလေးကနေတကားလေးပွင့်လာပြီးတော့အနောက်အသက်60နီးပါအမျိုးသမီးတယောက်ကတကားဖွင့်နေဖွင့်ပြီးတော့အဲ့မှာကလေးလေးတယောက်ဆင်းလာတယ်အဲ့ဘေးလေကားကနေအောက်ကအာကျမကလေအရန်ဝမ်းသာသွားရည်တိလားဟိုကျမစိတ်ထင်တာက အကျမစိတ်ထဲကထင်တာမမှားဘူးဆိုရင်တော့ညာကျမဖုန်းဆက်တဲ့အခါမှာ gain တဲ့ကလေးလေးကဒီကလေးလေးဖြစ်တာသိကြတယ်။အဲ့ဒါကျမအရန်ဝန်းတာသွားရည်တိလားဟိုစေတန်းအောင်စင်းထွက်လို့ကိုယ့်နာမည်လေးပါတဲ့ပါတော့မြင်ရတဲ့အခါဝန်းတာတယ်ဝန်းတာမှုမျိုးနော်အဲ့ဒါကျမအေးဘာပဲပြောပေါ့ဒါဒါ ဒီကလေးလေးကိုမြင်လိုက်တဲ့အခါတေချာပါတယ်သူပဲနေမှာပေါ့နော်အဲ့ဒီကလေးလေးကဆင်းလာပြီးအဲ့ဒီအောက်ထက်ကတကားကိုဟိုသူကတန်ပန်းတကားအောက်ထက်ထက်ကကြတော့တန်ပန်းတကားလေးကိုသူဖွင့်ပြီးအထဲဝင်သွားတယ်ကျွန်မဆောက်ကြည့်နေကိုကြီးကနေမသွားနဲ့နော်သူများရဲ့ဟိုဟာပေါ့နေရာကြီးပေါ့နော်ကျွန်နေဟိုပြဿနာတစုံတရာတက်လာရင်မကောင်းဘူးတဲ့ရတယ်ကျွန်မဘာမှပြောသွားမယ်လည်းမပြောဘူးကျွန်မကြည့်နေတာကျွန်မတကားပေါ်ဆင်းမှုတက်ကိုကျွန်မကားတကားလက်ကင်ကိုကင်နာပြီးသားဆင်းတဲ့အဲ့ဒါနဲ့ဟိုပြီးလိုက်ပြောခဏကြီးကြောက်ကလေးလေးကပြန်ထွက်ပြီးအပေါ်ထဲပြန်တက်သွားအောင် ဲ့ဒါကျမလှမ်းကြည့်တဲ့အချိန်မှာသူ့ရဲ့တန်ပန်းတကောက်ကိုတော့ပြန်ခတ်သွားတာမတွေ့ဘူးကွာအဲ့ဒါကျမဘာလဲဆိုတော့တခါတည်းကားပေါ်ဆင်းသွားလိုက်တာကိုငယ်တားချင်အောင်မရအောင်အာဆင်းသွားပြီးတော့ကျမတခါတည်းအေးတကားလေးကိုတသားလေးဖွင့်လိုက်တယ်တကားတသားလေးဖွင့်နေကျမအထဲလေးလဲဝင်လဲဝင်လိုက်ကောသူ့ရဲ့အောက်ထက်ကဖွဲ့စည်းပုံကကျတော့အဲ့လိုတန်ပန်းတွေကဝင်လာနေအထဲထဲမှာအဲ့လိုအခန်းလူနေခန်းလေးလိုပေါ့အဲ့မှာသူကတကားရှိရတကားမှာဘူတီလေးရှိရကွာအဲ့ဒါနဲ့ဘူတီလေးနားလဲရောက်လဲရောက်ကောကျမဘူတီလေးကို လှဲ့မယ်ပေါ့တကားလေးကိုဖြွင့်ကြည့်လိုက်မယ်ပေါ့နော်ဖြွင့်ကြည့်မယ်ဆိုပူသီးလေးကိုဒီလိုမျိုးလှဲ့ဖို့ဒီလိုလေးအကင်မှာအောက်မှာဖက်နှက်တွေ့ရတယ်နောက်ဖက်နှက်တရံရယ်အမျိုးသားဖက်နှက်တရံအဲ့ဒီအမျိုးသားဖက်နှက်ကကျမအမျိုးသားဟိုပုံမှန်ဘယ်လိုပြောမလဲယူနီဖောင်းဟိုမဝတ်တဲ့ခါမျိုးအပြင်အရက်ဝတ်တဲ့ဝတ်တဲ့ခါစီးတဲ့ဖက်နှက်ကလေးအဲ့နဲ့အဲကျမတတိပုံရှိသွားတယ် တည်ကြရရှိတယ်ပေါ့အထဲထဲမှာဘယ်အချိန်ကျမတို့ရောက်မှိုက်နေပြန်တဲ့အချိန်မှာပဲပြန်လာတာလားတခုခုပေါ့နော်ဆိုတော့ဒါပေမဲ့သူ့ကောက်လုံးဝမတွေ့ဘူးနော်အဲ့ဒီအိမ်ပတ်ပတ်လင်မှာလုံးဝမတွေ့ဘူးဆိုတော့သူ့တငယ်တယောက်ကပဲသူ့ကောက်ယူသွားပြီသူတို့ချချပြီးတော့မှဟိုကောက်ယူရတာမျိုးတခုဖြစ်မှာပေါ့နော်အဲ့ဒါနဲ့တကားလဲဖွင့်လဲဖွင့်ပြီးဝင်လဲဝင်လာရေကောကျမအဲ့အိမ်မြင်ခွင်းကိုကျမအခုဒီကနေ့ထိမမေ့ဘူးနော်ဘယ်လောက်လောက်ကြာသွားပြီလဲဆိုတော့နှစ်ပေါင်း30နီးပါးကြာပြီနော်28နှစ်နဲ့30ကြားထဲမှာရှိပြီဒီအဖြစ်ပြက်ကလေးอ่ะကျမမမေ့ဘူးကျမ အမျိုးသားကအဲ့ဝင်ဝင်ချင်းမှာစတီလေးရှိတယ်စတီလေးရနေပြီးတော့ညာဘက်နားမှာကျတော့အကာလေးလိုတကာပေါ့အကာဆိုဟိုအုပ်အုပ်လေးလိုကာထားတာလေးရပြီးတော့မကဒင်လေးတစ်ခုရုပ်တရက်လှမ်းမြင်လိုက်တယ်သူကအဲ့စတီမှာထိုင်ပြီးတော့စစ်ကရပ်ခွာနေရသူကတကားဖွေပြီးတော့အမှန်တော့သူကဟိုခလေးလေးပြန်ဆင်းလာတယ်ထင်ပြီးသူကလည်းအဲသူကအဲ့လိုကြည့်လိုက်တဲ့အချိန်မှာကျမကိုမြင်တော့သူအေးအံ့အော်လာကျမလေဒီတိုင်းပဲခက်တတီပဲနော်ကျမကြည့်ပြီးတော့အော်လူကိုကြီးလိုတညလုံးတိုင်ဖုန်းဆက်နေရလို့အဲ့ဒါနင်းဖုန်းဆက်လို့လဲဆက်လို့မရလို့ ဆက်လို့မရလို့ပေါ့နော်အဲ့ဒါကြောင့်အာကျညာလို့လိုက်ရှာတာလို့လိုက်ရှာနေတာလို့အခုမှတွေ့တယ်ပေါ့နော်အဲ့ဒါကြောင့်ဟိုတိုင်းမှုစီအခုဖုန်းပြန်ဆက်ပြီးပါလို့သူညာဖုန်းနေဆက်နေတယ်မကောင်းလीလို့ကိုလူကြီးကနေဆက်သွဲတဲ့ချိန်မှာအမြဲတမ်းကိုကဒီဖုန်းနဲ့အစင်းင်းဖြစ်နေရမှာလေဒါတာဝန်ပဲလေကိုလှုပ်တဲ့လှုပ်မှာတာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိကိုရှိရမယ်လူတိုင်းလူတိုင်းပေါ့နော်အဲ့လိုပြောလဲပြော သူကျမကိုဘာပြောလဲဆိုတော့မျက်နှာခက်တတီနေတယ်ဒါပေမဲ့မျက်လုံးချင်းလုံးဝမစုံရင်ဘူးနော်သူအရန်အော်ရမှန်တယ်သူကျမရောက်လာမယ်လို့လည်းမထင်သားတာကိုလည်းအဲသူမလုံးဝမမျှော်လင့်နိုင်တဲ့အဖြစ်ပြက်လေးပေါ့ဒါပေမဲ့ကျမကလုံးဝသွေးအေးတယ်ကိုကိုကိုဒီလောက်သွေးအေးမယ်လို့လည်းမထင်ဘူးသိလားသူကျမကိုဘာပြောလဲဆိုတော့နင်းနဲ့သူများဟိုအိမ်ကိုလာပြီးတော့တဲ့ဒီလိုလိုက်လာတာတဲ့သူများသားသမီးတိတ်ခါကြတယ်တဲ့အော်ဖြစ်ရလေး